မတဲ့ကြောင်းမဲ့ဖွဲ့ကောင်းတော့အောင်ငင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မင်းများအေးသဘာဝအားဖြင့်လောကဒီကနေ့ထီအောင်ငင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိဘုံကိုအေးစစ်စစ်ပဲဖြေကြတယ် အနန္တငရင်လောက်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်။အဲ့ဒီကအကြောင်း၁မျိုးမျိုးကြောင့်လောက်ထတာဖြစ်တယ်ပေါ့။သူကသူလောက်တာမဟုတ်ဘူး။ဘာကြောင့်မဲလောက်လို့အကြောင်းတစ်ခုတော့ရှိတယ်။အေးခုခေတ်ဒီကျတော့အမျိုးမျိုးဖြစ်ထုတ်ကြမှာပေါ့။ဘာကြောင့်ငရင်လောက်တယ်ဆိုတာအမျိုးမျိုးဖြစ်ထုတ်တယ်။မြတ်စွာဘုရားကငရင်လောက်ခြင်းရဲ့အကြောင်းတွေကိုဖြစ်ထုတ်ပေးထားတာ၈မျိုးရှိတယ်။ဘာကြောင့်ငရင်လောက်တယ်ဆိုတာ အဲ့ဒီနေရာမှာရှာနနာကိုမြတ်စွာဘုရားကရှင်းပြတယ်အထခောအနန္တဟိတုမဟာတောဘူမိသလတပါတုဘာဝယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်းရှစ်မျိုးရှိတယ်အဲ့ဒီအကြောင်းရှစ်မျိုးတဲကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်းရှစ်မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာ သဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတယ်။သဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်။အယံမဟာပထဝီဥဒိကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်။နော်။ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါ ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေအဝိစီတွင်နေတူးတယ်ဆိုရေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာ the planet ခေါ်တာကဘာဂျိုလို့အဲ့ဒီကဘာဂျိုကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းဝင်ရံကမြင်နေရတဲ့လာကြီးလိုပဲ အဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံသဏ္ဍာန်မမြင်ရအရင်ကလား